အားလုံးပဲမင်္ဂလာပါရှင် Rivalry by Monis Channel မှာကြိုဆိုလိုက်ပါတယ် Casper သောဘာသာပြန်ထားတဲ့လူမကြိုက်တာ ခံရတဲ့တတိဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်လူမကြိုက်တာခံရတဲ့တတိအပိုင်းဆက်တတာဝန်တွေကိုဘလို့ခွဲခြားမလဲစာလေးလာရတာအခက်အခဲဖြစ်နေတဲ့ကလေးတယောက်ရှိတယ်ဆိုကြပါစို့ ူကစာသင်ခန်းထဲမှာအာယုံမစူးဆိုင်ဘူးအိမ်စာတွေမလုပ်ဘူးသူ့စာအုပ်တွေကိုတောင်ကျောင်းမှာထားပစ်ခဲ့တယ်မင်းသာအဲ့ဒီကလေးရဲ့အဖေဆိုရင်မင်းဘာလုပ်မလဲအင်းသူစာစူးစားလာဖို့အတွက်ကျွန်တော်စဉ်းစားလို့ရနိုင်တဲ့မြတ်အရာအလုံးကိုလုပ်မှာပေါ့သူ့ကိုကျူရှင်စရာငှားပေးမယ်ကျူရှင်ကိုပို့ပေးမယ်လိုအပ်ရင်သူ့ကိုနေရွက်ကနေဆွဲပြီးအဲ့ဒီရောက်အောင်လိုက်ပို့မယ်အဲ့ဒါဟာမိဘတွေရဲ့တာဝန်ပဲလို့ပြောရလိမ့်မယ်ကျွန်တော်လည်းအဲ့ဒီပုံစံနဲ့ပြိုးထောင်ခံခဲ့ရတာပဲ အင်းစားမပြီးမချင်းကျွန်တော်ညစာမစားရဘူးဆိုတော့ငါနောက်ထပ်မိကွန်းတစ်ခုမေးပြရစီအောင်အဲ့ဒါလို့အတင်းကျပ်စာလုတ်ခိုင်းခံရတော့စာလုတ်ရတာကို ပြောစရာတစ်ခုဖြစ်မင်းမှတ်ယူခဲ့ရဲ့လားကံမကောင်းစွာနဲ့ပဲကျွန်တော်စာလုတ်ရတာကိုပြောစရာလို့မမှတ်ယူခဲ့ဘူးပါဘူးเจ้าမှာအစဉ်ပြေစီဖို့နဲ့စာမေးပွဲတွေမှာကောင်းကောင်းဖြေနိုင်ဖို့အတွက်ပဲစာကိုလုတ်ခဲ့ပါတယ်အင်းကောင်းပြီငါအဲ့ဒီအကြောင်းကိုအဒလာစိတ်ပညာရဲ့ရည်တည်ချက်ကနေပြောပြမယ် ဥပမာအားဖြင့်စာလေ့လာမှုဆိုတဲ့တာဝန်နဲ့ရင်ဆိုင်တွေ့ရခြင်းမှာအဒလာစိတ်ပညာရငါတို့ဟာဒါဘု து တာဝန်လဲဆိုတဲ့အမြင်ကနေစဉ်းစားကြတယ်။ဘု து တာဝန်လဲဟုတ်လား။ကလေးငယ်ကစာကျက်သည်ဖြစ်စီမကျက်သည်ဖြစ်စီသူ့ငယ်ချင်းတွေနဲ့ထွက်ကစားသည်ဖြစ်စီထွက်မကစားသည်ဖြစ်စီအခြေခံအဖြစ်အဲ့ဒါကကလေးငယ်ရဲ့တာဝန်ပဲမိဘတွေရဲ့တာဝန်မဟုတ်ဘူး။ခမားဆိုလိုတာကအဲ့ဒါကကလေးလုပ်ရမယ့်အလုပ်တာဝန်တစ်ခုအဲ့ဒါလို့လား အလွယ်ပြောရရင်တော့ဟုတ်တယ်။မိဘတွေကကလေးအစားစာလုပ်ပေးဖို့ဆိုတာဘာအထိပယ်မှမရှိဘူးမဟုတ်လား။နေပါဦး။မဟုတ်သေးပါဘူး။အဲ့ဒါလို့မဟုတ်ဘူးလေ။စာလုပ်ဖို့ကကလေးငယ်ရဲ့တာဝန်ပဲ။ကလေးငယ်ကိုစာလုပ်ဖို့မိဘကအမိန်ပေးတယ်ဆိုတာဟာအခြားသူတယောက်ရဲ့တာဝန်ကိုဝင်ရောက်ဆွဖက်ခြင်းပဲ။အတိုက်ခံတွေကိုအဲ့ဒါလို့နေရာဖြင့်တားဆီးလို့မရဘူး။ငါတို့ဟာဒါကဘု து တာဝန်လဲဆိုတဲ့ရှုထောင့်ကနေစဉ်းစားဖို့လိုအပ်တယ်။ ဘယ်တော့မှဆိုတယောက်ယောက်ရဲ့တာဝန်ကိုအခြားသူတွေရဲ့တာဝန်ကနေခွဲထုတ်ရမယ်။ဘလို့ခွဲထုတ်ရမှာလဲ။အခြားသူတွေရဲ့တာဝန်ကိုဝင်ရောက်မဆွတ်ဖက်ဖို့ပဲ။ဒါလေးပါပဲ။ဒါပဲလား။ရေဘူးရအားဖြင့်တော့လူလူချင်းဆက်ဆံရေးဒုက္ခတွေဟာအခြားသူတွေရဲ့တာဝန်တွေကိုဝင်ရောက်ဆွတ်ဖက်ခြင်းကြောင့်ပေါ်ပေါက်လာရတာကြီးပဲ။ဒါမှမဟုတ်ကိုယ်အလုပ်တွေမှာသူများကဝင်ရောက်ဆွတ်ဖက်လို့ဖြစ်ရတာပဲ။တာဝန်တွေကိုခွဲခြားခြင်းကိုလှုပ်ဆောင်တာဟာလူတယောက်ရဲ့လူလူချင်းဆက်ဆံရေးကို တဖြည်းဖြည်းချင်းပြောင်းလဲလာစေဖို့ရာအတွက်လုံလောက်ပါတယ်ဟွကျွန်တော်တကယ်နားမလည်ဘူးဦးဆုံးအနေနဲ့ဒါကဘသူတာဝန်ပါလို့ဘလူပြောနိုင်မလဲလက်တွေ့ကြကြပြောရရင်ကျွန်တော်အမြင်ရတော့ကလေးတယောက်စာလေ့လာဖို့ဆိုတာမိဘတွေရဲ့တာဝန်ပဲဘာကြောင့်လဲဆိုတော့ဘယ်ကလေးမှစာကိုပျော့ပျော့ရွှင်ရွှင်တာဝန်တိတိနဲ့လေ့လာခြင်းကြတာမဟုတ်ဘူးမိဘဆိုတာကလေးတွေရဲ့လမ်းညွန်ဆောက်ရှောက်သူပဲဘသူအလုတ်တာဝန်ဆိုတာခွဲခြားဖို့အတွက်ရိုးရှင်းတဲ့နည်းလမ်းတစ်ခုရှိတယ် အဲ့ဒီရွေးချယ်မှုကိုလှုပ်လိုက်တဲ့အကျိုးရလဒ်ကိုဘယ်သူနောက်ဆုံးမှရရှိမလဲဆိုတာကိုစဉ်းစားကြည့်လိုက်။ကလေးတယောက်ဟာစာမလုပ်ဖို့ရွေးချယ်လိုက်မယ်ဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ရဲ့ရလဒ်ကနောက်ဆုံးမှတော့ကလေးဟာတန်းထဲမှာစာမလိုက်နိုင်တာဒါမှမဟုတ်သူသွားကျင်တဲ့အကြောင်းကိုတက်ခွင့်မရတာမျိုးတွေဖြစ်လာမှာပဲ။အဲ့ဒါတွေကိုခံစားရမှာကအဲ့ဒီကလေးပဲသူ့မိဘတွေမဟုတ်ဘူး။အဲ့ဒီကလေးပဲအကျိုးဆက်ကိုခံစားရမှာဆိုတာက ရှင်းပါတယ်။တနည်းပြောရရင်တော့စာလုပ်ဖို့ကကလေးရဲ့တာဝန်ပါပဲ။ မဟုတ်ဘူးမဟုတ်သေးဘူးခင်ဗျားလုံးဝမှားနေပြီမိဘတွေကကလေးထက်ပိုပြီးဘဝအတွေ့အကြုံပုံများတယ်ပြီးတော့သူတို့ဟာကလေးရဲ့ဆောက်ရှောက်လမ်းညွန်သူတွေလည်းဖြစ်တယ်ဆိုတော့မိဘတွေဟာကလေးစာမလုပ်ရင်စာလုပ်ဖို့ကြက်မက်လမ်းညွန်ပေးဖို့ရာတာဝန်ရှိတယ်ဒီလိုကြက်မက်လမ်းညွန်ပေးတာဟာကလေးရဲ့ကောင်းကျိုးအတွက်ဖြစ်ပြီးအဲ့ဒါကိုဝင်ရောက်ဆွတ်ဖက်တယ်လို့ပြောလို့မရဘူးစာလုပ်ဖို့ရာကကလေးရဲ့တာဝန်ဖြစ်ပေမဲ့ကလေးစာလုပ်ဖို့ရာကြက်မက်ပေးဖို့ရာကတော့မိဘတွေရဲ့တာဝန်ဖြစ်တယ် မင်းကောင်းမှုအတွက်ငါတို့ပြောနေတာနော်ဆိုတဲ့စကားကိုမိဘတွေပြောနေကြတာကြားဘူးပါလိမ့်မယ်။ဒါပေမဲ့သူတို့အဲ့ဒါလို့ပြောနေကြတာဟာသူတို့ရဲ့ရည်မှန်းချက်တွေပြည့်ဝဖို့အတွက်ပြောနေကြတာပါပဲ။ဘာလဲဆိုတော့လူဖွဲ့စည်းကသူတို့ကိုစာတော်တဲ့ကလေးရဲ့မိဘတွေဖြစ်မြင်စေခြင်းလို့လူများရဲ့အမြင်မှာတင့်တယ်စေခြင်းလို့ကလေးကိုသူတို့ထိန်းချုပ်ခြင်းနဲ့ဆန္ဒရှိနေလို့စတဲ့အချက်တွေကြောင့်ပါပဲ။တနည်းပြောရရင်အဲ့ဒါဟာမင်းကောင်းဖို့ဆိုတာထက်မိဘတွေက သူတို့ရဲ့ကောင်းကျိုးအတွက်ပြောနေကြတာပါပဲအဲ့တော့ကလေးကဒီလိုလှဲ့ဖျားပြောဆိုနေမှုကိုသူပုံကံရမယ်ဆိုတဲ့စိတ်ဖြစ်လာတော့တာပါပဲဆိုတော့ကလေးဟာလုံးဝစာမလုပ်ဘူးဆိုရင်အဲ့ဒါသူ့တာဝန်ပဲဆိုပြီးအဲ့ဒီအတိုင်းပြစ်ထားလိုက်ရမယ်လို့ခမရပြောချင်တာလားဂယုဆိုင်ရမယ်အဲ့ဒါလားစိတ်ပညာဟာဂယုမဆိုင်ပဲပြစ်ထားတဲ့နီလန်းကိုအားမပေးပါဘူးပြစ်ထားတဲ့နီလန်းဆိုတာက မသိကျင်တဲ့စိတ်သဘောထားပဲ။ ကလေးဘာတွေလုံနေလဲဆိုတာကိုသိဖို့တောင်စိတ်မဝင်စားတဲ့နီးလမ်းပဲအဲ့ဒီအစားလူတယောက်ဟာကလေးကိုအကာအကွယ်ပြုဖို့ဆိုရင်ကလေးဘာလုံနေလဲဆိုတာကိုသိရမယ်စာလေးလာမှုမှာပြဿနာရှိနေတယ်ဆိုရင် စာလုံဖို့ဟာကလေးရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုကလေးနားလည်အောင် ရှင်းပြရမယ်စာလေးလာဖို့အတွက်အခက်ခဲရှိနေချိန်တိုင်းမှာကလေးကိုအကူအညီပေးဖို့အတွက်အစဉ်အသင့်ရှိနေပါတယ်ဆိုတာကလေးသိအောင်ပြောပြထားရမယ်ဒါပေမဲ့ကလေးရဲ့တာဝန်ကိုတော့ဝင်ရောက်ဆွတ်ဖက်တာမျိုးမပြုသင့်ဘူး အကူညီတောင်းတာမရှိဘဲနဲ့ကလေးရဲ့အလုံးမှာဝင်မရှုပ်သင့်ဘူး။အဲ့ဒါကမိဘသားသမီးဆက်ဆံရေးရဲ့အလုံးကိုရောက်သွားလို့လား။ဟုတ်တယ်။ရောက်သွားတာပေါ့။အဲ့ဒါလားစိတ်ပညာရဲ့ဆွေးနွေးကူတာပေးမှုမှာငါတို့ဟာဆွေးနွေးကူတာပေးသူတယောက်အနေနဲ့အမှုတွေရဲ့ပြောင်းလဲလာခြင်းပြောင်းလဲမလာခြင်းတွေကိုမစင်စားကြဘူး။အခုခမည်းဘာတွေပြောနေရလဲ။ဆွေးနွေးကူတာပေးမှုရဲ့ရလက်အနေနဲ့အမှုတွေဟာဘယ်လိုဆုံးဖြတ်ချက်မျိုးချသွားမလဲ သူ့ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲမလားမပြောင်းလဲဘူးလားဒါကအမှုတွေရဲ့တာဝန်ပဲအဲ့ဒါကိုဆွေးနွေးကူတာပေးသူကဝင်မဆွတ်ဖက်ရဘူးမဟုတ်တာအဲ့ဒါလိုတာဝန်မဲ့တဲ့စိတ်သဘောထားကိုကျွန်တော်လက်မခံနိုင်ဘူးတဘာဝအားဖြင့်လူတယောက်ဟာသူပေးနိုင်တဲ့မြတ်ထောက်ပံ့ကူညီမှုတွေအားလုံးကိုပေးတယ်ဒါပေမဲ့အဲ့ဒါထက်ကြော်ပြီးတော့ဝင်မဆွတ်ဖက်ဘူးဆိုရိုးစကားဟောင်းတစ်ခုကိုသတိရပါမင်းမြင်းကိုရေရှိရာကိုခေါ်သွားပေးလို့ရတယ် ဒါပေမဲ့ရေတောက်အောင်တော့မလုပ်နိုင်ဘူးဆိုရဲဆူယိုးစကားပေါ့ဆွေးနွေးကုသပေးမှုနဲ့လူတွေကိုပေးတဲ့တခြားအကူအညီတွေအားလုံးကိုအဒလာစိတ်ပညာရဲ့အဲ့ဒီအခြေခံရည်တည်ချက်နဲ့စဉ်းစားကြည့်ပါလူတယောက်ရဲ့ရည်ရွယ်ချက်တွေကိုလှစ်လျူရှုပြီးပြောင်းလဲဖို့ဖိအားပေးခြင်းဟာအကဲဆက်တဲ့တုံ့ပြန်မှုတွေကိုရရှိခြင်းနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်ဆွေးနွေးကုသပေးသူကအမှုတရေဘဝကိုပြောင်းလဲမပေးဘူးလားမင်းရဲ့ဘဝကိုပြောင်းလဲနိုင်တာကမင်းမဲရှိတယ် ခြားသူတွေရဲ့အလုပ်တွေကိုဝင်မလျှောက်ပါနဲ့ဆိုတော့ဥပမာအားဖြင့်အခန်းထဲမှာပိတ်ပြီးနေတဲ့သူတွေကြတော့ဘလို့လဲဆိုလိုတာက ကျွန်တော်တငယ်ချင်းလိုမျိုးလူတွေပေါ့သူတို့ကိုရောအလုပ်ခွဲခြားခြင်းသဘောနဲ့ဆိုဘလို့ပြောရမလဲသူတို့အလုပ်ကိုဝင်မလျှောက်ရဘူးလားအဲ့ဒါလို့ဖြစ်တာကရောမိဘတွေကြောင့်မဟုတ်ဘူးလားသူဟာအဲ့ဒါလို့အခန်းပိတ်နေတဲ့ဖြစ်ရဲ့ကြီးကို အဆုံးသတ်နိုင်စွမ်းရှိသလားမရှိဘူးလားဒါမှမဟုတ်ဘလို့နီးလန်းအားဖြင့်သူဟာအဲ့ဒီဖြစ်ရဲ့ကြီးကိုအဆုံးသတ်နိုင်မလဲ ။စီးမြင့်ရဆိုရင်အဲ့ဒါဟာသူကိုယ်တိုင်ဖြေရှင်းရမယ့်တာဝန်ပဲ။မိဘတွေကဝင်ရောက်ဆွတ်ဖက်စရာမလိုဘူး။ဘလို့ပဲဖြစ်ပါစေသူတို့ဟာသစိမ်းပြင်ပြင်တွေမဟုတ်ကြတဲ့အတွက်တမျိုးမျိုးသော ထောက်ပံ့ကူညီမှုကတော့လိုလိမ့်မယ်။ဒီနေရာမှာအရေးကြီးဆုံးအချက်ကသူဝေခွဲမရဖြစ်နေတဲ့အချိန်မှာကလေးဟာသူ့မိဘတွေနဲ့ပွန့်ပွန့်လင်းလင်းဆွေးနွေးလို့ရတယ်လို့သူခံစားရသလားဆိုတာနဲ့ကလေးဘက်ကကြည်ရင်ယုံကြည်စိတ်ချရတဲ့ဆက်ဆံမှုကိုမိဘတွေကအမြဲမပြတ်ထူထောင်ထားသလားဆိုတဲ့အချက်ပဲ။ ဆိုတော့ခမရရဲ့ကလေးသာအဲ့ဒါလို့အခန်းပိတ်ပြီးနေမယ်ဆိုရင် ခမရဘာလုပ်မလဲဒီမေကွန်းကိုဒသနပညာရှင်တယောက်အနေနဲ့မဟုတ်ဘဲမိဘတယောက်အနေနဲ့ဖြေပေးပါဦးဆုံးအနေနဲ့ဒါဟာကလေးရဲ့တာဝန်သာဖြစ်တယ်လို့ငါစဉ်းစားမိလိမ့်မယ်သူအခန်းပိတ်နေတဲ့ကိစ္စမှာဝင်မဆွက်မဖြစ်ဖို့ဝင်မဆွက်ဖတ်မိဖို့ငါစူးစမ်းမယ်အဲ့ဒီကိစ္စပေါ်မှာလွန်မင်းအာယုံစူးဆိုင်နေတာမျိုးမဖြစ်အောင်ငါရှောင်မယ်ပြီးတော့သူလိုအပ်နေတဲ့အချိန်တိုင်းမှာ ငါဟာသူ့ကိုကူညီပေးဖို့အတွက်အမြဲအစဉ်သင့်ဖြစ်နေပါတယ်ဆိုတာသူသိအောင်ပြောပြမယ်။အဲ့ဒီနေရာဖြင့်ကလေးဟာသူ့မိဘတွေစီမှာအပြောင်းလဲဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကိုရလာမယ်။အဲ့ဒီအခါမှာသူဟာတခြားဘာမှလုပ်เสียရမရှိတော့ဘဲသူဘာလုပ်သင့်တယ်လဲဆိုတဲ့သူ့တာဝန်ကိုသူပြန်စဉ်းစားသုံးသပ်မိလာလိမ့်မယ်။သူလာပြီးလိုအပ်တဲ့အကူအညီကို တောင်းခံကောင်းတောင်းခံလာလိမ့်မယ်။ပြီးတော့တခုခုကိုသူကိုယ်တိုင်လုပ်ဖို့ကြိုးစားလာလိမ့်မယ်။ အဲ့ဒါလိုခန်းပိတ်နေတာကခမရဲ့ကလေးဆိုရင်ခမရဲ့အဲ့ဒါလိုပြက်သားအေးဆက်တဲ့နီးနဲ့တကယ်ပဲဆက်ဆံနိုင်မှာမလားမိဘတွေသားသမီးနဲ့ဆက်ဆံရေးမှာနာကျင်ခံစားနေရတယ်ဆိုတာကငါကလေးဟာငါဘဝပဲဆိုတဲ့အတွေးမျိုးနဲ့စဉ်းစားကြလို့ပဲတနည်းပြောရရင်မိဘတွေဟာကလေးလှုပ်ရမယ့်တာဝန်တွေကိုသူတို့လှုပ်ရမယ့်တာဝန်တွေလို့မှတ်ယူနေကြပြီးကလေးကလွဲကလို့တခြားဘာကိုမှမစဉ်းစားနိုင်ကြတော့လို့ပဲအဲ့ဒါကိုမိဘတွေတတိပြုမိသွားတဲ့အချိန်မှာသူတို့ဘဝရဲ့ငါဟာ သူတို့ဘဝထဲမှာမရှိတော့ပဲသူတို့ကလေးရဲ့ဘဝမှာသွားကန့်ညိနေပြီးဖြစ်နေကြပြီဒါပေမဲ့မိဘတွေကလေးရဲ့တာဝန်တွေဘလောက်လေးလေးလံလံကိုထမ်းပေးနေသည်ဖြစ်စေကလေးဟာသူ့ဟာသူတီးခြားဖြစ်တည်နေတဲ့သူတဦးအဖြစ်ရှိနေသေးပါပဲကလေးတွေဟာသူတို့မိဘတွေဖြစ်စေခြင်းတဲ့အတိုင်းဖြစ်မလာကြဘူးသူတက်ချင်တဲ့တက်ကတူကိုရွေးချယ်ရမှာအလုတ်ရွေးချယ်ရမှာလက်ထရမဲ့ဘဝလက်တွဲဖို့ကိုရွေးချယ်ရမှာ ပြီးတော့နေ့စဉ်ဘဝမှာပြောဆိုပြုမူနေကြတဲ့ဇာတ်ရည်နဲ့အပြုမူတွေကိုပြောဆိုလှုပ်ဆောင်ကြရမှာတောင်မှကလေးတွေဟာသူတို့မိဘတွေရဲ့စန္ဒနဲ့အညီမလှုပ်ဆောင်ကြဘူးအဲ့ဒါလို့အချိန်မှာမိဘတွေဟာကလေးတွေစိတ်ပူလာကြလိမ့်မယ်ပြီးတော့ကလေးကိုဝင်ရောက်ဆွတ်ဖက်တာတွေလှုပ်လာကြလိမ့်မယ်ဒါပေမဲ့ငါစောစောကပြောခဲ့သလိုပဲအခြားသူတွေဟာမင်းရဲ့မျှော်မှန်းချက်တွေပြည့်ဝစေဖို့ရာအတွက်ရှင်သန်ပေးနေကြတဲ့သူတွေမဟုတ်ဘူးကလေးတွေကိုမိဘတွေကပိုင်နေဆိုပေမဲ့သူတို့လေးတွေဟာလည်း မိဘတွေရဲ့ညှော်မှန်းချက်တွေပြေဝစေဖို့အတွက်ရှင်သန်နေကြသူတွေမဟုတ်ကြပါဘူးဆိုတော့မိသားစုအတွင်းမှာတောင်မှအကန့်အသတ်မြင်းတွေပိုင်းခြားထားရမယ်ပေါ့တကယ်တော့မိသားစုတွေအကြားမှာအကွာအဝေးဟာတိတ်နေပါလို့ ਨੇ ဆိုတော့တာဝန်တွေကိုသိမြင်ပြီးခွဲခြားထားဖို့ကပိုပြီးလိုအပ်တယ်ဒါကအဓိပ္ပာယ်မရှိဘူးခြားတစ်ဖက်မှာချစ်ချင်းမြတ်တာအကြောင်းခမည်းပြောတယ်ပြီးတော့ခြားတစ်ဖက်မှာလည်းခမည်းအဲ့ဒါကိုညှင်းပယ်နေပြန်တယ် ခင်ဗျားနဲ့တခြားသူတွေကြားမှာအဲ့လိုမြင်းချောင်းတွေလိုက်ပိုင်းထားနေမယ်ဆိုရင်ခင်ဗျားဘသူ့ကိုမှယုံကြည်လို့ရမှာမဟုတ်တော့ဘူးဒီမှာယုံကြည်မှုဆိုတဲ့ကိစ္စကလည်းတာဝန်ပိုင်းခြားခြင်းပါပဲမင်းဟာမင်းရဲ့လက်တွဲဖော်ပေါ်မှာယုံကြည်တယ်အဲ့ဒါကမင်းရဲ့တာဝန်ဖြစ်တယ်ဒါပေမဲ့မင်းရဲ့မျှော်မှန်းချက်နဲ့ယုံကြည်မှုပေါ်မှာအဲ့ဒီလူကဘလို့တုံ့ပြန်တယ်လဲဆိုတာကတော့သူ့ရဲ့တာဝန်ပဲဖြစ်တယ် အဲ့ဒီမြင်းချောင်းကိုဆွဲမထားပဲမင်းရဲ့အလိုဆန္ဒတွေကိုသွားပြီးရှေ့တန်းတင်ရင်မင်းဟာမင်းမသိခင်မှာပဲအမဲလိုက်သမားလိုတွန်းထိုးပြီးဝင်ရောက်ဆွက်ဖက်တတ်သူတယောက်အဖြစ်ကိုရောက်သွားမှာပဲမင်းရဲ့လက်တွဲဖော်ကမင်းပြုတ်မှုစေခြင်းတဲ့အတိုင်းမလုပ်ဘူးဆိုကြပါစို့မင်းအဲ့ဒီလူပေါ်မှာစိတ်ယုံကြည်မှုရှိနေနိုင်အောင်မလားအဲ့ဒီလူကိုစက်ချစ်နေနိုင်မှာအောင်မလားအဲ့ဒါလားပြောတဲ့အချစ်တာဝန်ဆိုတာဟာအဲ့ဒါလိုမိကုံးတွေနဲ့ဖွဲ့စည်းတိဆောက်ထားတာပဲဒါကခက်တယ်အဲ့ဒါလိုလုံနိုင်မှုဆိုတာကအတော်ကိုခက်ခဲတယ် ဟုတ်တယ်ခတ်တာပေါ့ဒါပေမဲ့ဒီလိုစဉ်းစားကြည့်လူတယောက်ရဲ့တာဝန်ကိုဝင်ရောက်ဆွတ်ဖတ်တာလူတယောက်ရဲ့တာဝန်ကိုဝင်ရောက်လှုပ်ဆောင်တာတွေဟာမင်းဘဝကိုလေးလံတဲ့ဘဝတစ်ခုဖြစ်အခက်ခဲတွေပြည့်နေတဲ့ဘဝတစ်ခုဖြစ်ပြောင်းလဲသွားစေလိမ့်မယ်မင်းမှာလူလူချင်းဆက်ဆံရေးကနေပေါက်ဖွားလာတဲ့ပူပန်မှုတွေနာကျင်ခံစားရမှုတွေပြည့်နှက်နေတဲ့ဘဝတစ်ခု ရှိနေရင်ဒီကနေစပြီးတော့အဲ့ဒါဟာငါတာဝန်မဟုတ်တော့ဘူးဆိုတဲ့အကန့်အသတ်ကိုနားလည်အောင်ကြိုးစားကြည့်ပါပြီးတော့တခြားသူတွေရဲ့တာဝန်တွေကိုဝင်မရှုပ်ပါနဲ့တော့ ဲ့ဒါဟာဘွားရဲ့ဝင်ထုပ်တွေကိုပေါက်ပါသွားစေပြီးရိုးရှင်းတဲ့ဘွားတကူကိုတိဆောက်နိုင်ဖို့ရအတွက်ပထမအဆင့်ပါပဲလူလူချင်းဆက်ဆံရေးပြဿနာတွေထဲကနေဘယ်လိုရုံထွက်ရမလဲကျွန်တော်မသိဘူးအဲ့ဒါကိုကျွန်တော်ဘဝင်မကြဘူးဒါဆိုရင်မင်းအလုတ်ကိုရွေးချယ်တဲ့အချိန်မှာမင်းမိဘတွေပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတဲ့အနေအထားကိုမြင်အောင်ကြည့်ကြရအောင်သူတို့စန့်ကျင်ကန့်ကွက်ခဲ့ကြတယ်ဟုတ်တယ်နော် ဟုတ်ပါတယ်သူတို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်လို့တော့ကျွန်တော်မပြောလိုပါဘူးဒါပေမဲ့သူတို့မထီတထီနဲ့ခနဲ့တဲ့တဲ့စကားတွေတော့အတော်လေးပြောခဲ့ကြတယ်ကောင်းပြီချဲ့ကြည့်ကြရအောင်သူတို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြတယ်ပဲဆိုကြပါစို့မင်းဖေကဒေါသတကြီးနဲ့အော်ဟစ်ပြောဆိုကန့်ကွက်မယ်မင်းမေကတော့မျက်ရည်လေးရွှဲနဲ့မင်းဆုံးဖြတ်ချက်ကိုပြင်ဖို့ပြောနေမယ်မင်းစာကြည့်လိုက်မှုတယောက်ဖြစ်လာမှာကိုသူတို့လုံးဝသဘောမတူနိုင်ကြဘူးမင်းအကိုလိုမျိုးမိသားစုစည်းဝါးရေးကိုစက်ခံပြီးမလောက်ကင်နိုင်ဘူးဆိုရင် မင်းကိုသူတို့စွန့်ပစ်ချင်ကြလိမ့်မယ်။ဒါပေမဲ့မင်းကိုသဘောမတူဘူးခွင့်မပြုနိုင်ဘူးဆိုတဲ့စိတ်ခံစားချက်ဖြစ်လာခြင်းဟာမင်းမိဘတွေရဲ့အလုပ်ပဲ ဖြစ်တယ်။မင်းအလုပ်မဟုတ်ဘူး။အဲ့ဒါဟာမင်းစိုးရိမ်ရမယ့်ပြဿနာတစ်ခုမဟုတ်ဘူး။နေပါဦး။ကျွန်တော်မိဘတွေဝမ်းနည်းပူဆွေးရအောင်ကျွန်တော်ဘလောက်ပဲလှုပ်လှုပ်ကိစ္စမရှိဘူးလို့ခင်ဗျားပြောချင်တာလား။အမှန်ပဲ။အဲ့ဒါကလုံးဝပြဿနာမရှိဘူး။ဟာခင်ဗျားနောက်နေတာလား။ဒသနာဗေဒမှာတာသမီဝိတ္တရားနဲ့စန့်ကျင်တဲ့အပြုအမူတွေကိုအားပေးတာမျိုးရှိတယ်ဟုတ်လား။ မင်းရဲ့ကိုပိုင်ဘွားနဲ့ပတ်သက်ပြီးမင်းလုံနိုင်သမျှကမင်းယုံကြည်ထားတဲ့အထက်ကအကောင်းဆုံးလမ်းကြောင်းကိုမင်းရွေးချယ်ဖို့ပါပဲ။ခြားတစ်ဖက်မှာလည်းမင်းရွေးချယ်ထားတဲ့အပေါ်မှာတခြားလူတွေကသူတို့ထင်တယ်လို့မြင်တယ်လို့ဝေဖန်ကြမှာပဲ။အဲ့ဒါကသူတို့အလုပ်။ခြားသူတွေရဲ့အလုပ်ပဲ။အဲ့ဒါတွေကမင်းဘာမှမတတ်နိုင်တဲ့ကိစ္စတွေပဲ။ခြားလူတယောက်ကျွန်တော်အပေါ်ထင်မြင်ယူဆတာတွေက "तू ကျွန်တော်ကိုကြိုက်တာဖြစ်စေမကြိုက်တာဖြစ်စေအဲ့ဒါက तू အလုပ်ပဲ။ကျွန်တော်အလုပ်မဟုတ်ဘူး။ခင်ဗျားအဲ့ဒါလို့ပြောတာလား။ခွဲခြားခြင်းဆိုတာအဲ့ဒါပဲ။ မင်းကတခြားသူတွေရဲ့ထင်မြင်ချက်တွေကိုစိုးရိမ်ပူပန်နေတာပဲတခြားသူတွေကမင်းကိုဝေဖန်ဆုံးဖြတ်ကြမှာကိုမင်းစိုးရိမ်နေတာအဲဒါကြောင့်ပဲမင်းဟာတခြားသူတွေရဲ့အတိမတ်ပြမှုကိုအမြဲတစေတောင်းတနေတာပဲအခုတခြားသူတွေရဲ့ထင်မြင်ချက်တွေကိုမင်းဘာကြောင့်စိတ်ပူနေရတာလဲဆိုတာနဲ့ပတ်သက်လို့အဲဒါလားစိတ်ပညာမှာလွယ်ကူတဲ့အဖြေတစ်ခုရှိတယ်မင်းအခုအထိတာဝန်ခွဲခြားတာကိုမလုပ်ရသေးလို့ပဲတခြားလူတွေရဲ့တာဝန်အားလုံးကိုမင်းတာဝန်မင်းအလုပ်တွေလို့မင်းကယူဆထင်မြင်နေတယ် အဖွားပြောခဲ့တဲ့စကားလေးကိုပြန်သတိရလိုက်မင်းရဲ့ပုံမှန်တွင်မြင်တဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေတာကမင်းတယောက်တည်းပါဆိုတဲ့စကားလေးသူ့စကားကတာဝန်ခွဲခြားခြင်းဆိုတဲ့ကိစ္စရဲ့နှလုံးသက်ဖို့အထီရောက်တဲ့စကားတစ်ခုမယ်မင်းရဲ့မျက်နှာကိုမြင်တဲ့အချိန်မှာတခြားသူတွေဘလို့ထင်ကြမလဲအဲ့ဒါဟာတခြားသူတွေရဲ့အလုပ်သားဖြစ်ပြီးအဲ့လိုသူတို့ထင်မြင်ကြတဲ့အပေါ်မှာမင်းဘာမှထိန်းချုပ်လို့မရဘူးတီရိုရီရတော့ကျွန်တော်အဲ့ဒါကိုသဘောပေါက်ပါတယ် ကျွန်တော်ရဲ့ကြောင်းကျိုးဆင်ကျင်တတ်တဲ့အုံနာအုပ်တွေတော့အဲ့ဒါကအထိပယ်မရှိဘူး။ဒါပေမဲ့ကျွန်တော်စိတ်ကံစားချက်တွေကอืมဒီလိုအထက်စီးကနေနေရာအမြင့်ယူပြီးညင်းခုံပြောကြတဲ့ဆွေးနွေးချက်တွေနဲ့အသားမကျသေးဘူးဖြစ်နေတယ်။ကဲဒါဖြင့်နောက်ထပ်လမ်းကြောင်းတစ်မျိုးကနေပြောကြည့်ကြရအောင်။သူအလုံးလုံးတဲ့ကုမ္ပဏီမှာလူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးစိုးရိမ်တော့ကပွားနေတဲ့လူတစ်ယောက်ရှိတယ်ဆိုကြပါစို့။အခွင့်အရာတိုင်းသူ့ကိုအော်ဟစ်စုပူနေတဲ့လုံးဝအဆင်မပြေတဲ့အထက်လူကြီးတစ်ယောက်သူ့မှာရှိတယ် သူဘလောက်စူးစမ်းစူးစမ်းသူ့အထက်လူကြီးဟာသူ့အားထုတ်မှုကိုအတိမတ်မပြုဘူးပြီးတော့သူပြောသမျှကိုလည်းဘယ်တော့မှတကယ်နားမထောင်ဘူးကျွန်တော်အထက်လူကြီးနဲ့တထရာတည်းပဲอืมဒါပေမဲ့အလုံမှာမင်းရဲ့အထက်လူကြီးအတိမတ်ပြုမှုရေးကိုထိတ်တန့်ဦးစားပေးအရာဖြစ်စဉ်းစားသင့်သလားမင်းအလုံလုံတဲ့နေရာမှာရှိတဲ့လူတွေမင်းကိုကြိုက်အောင်လုပ်ဖို့ရသည်မင်းအလုံမဟုတ်ဘူးမင်းအထက်လူကြီးကမင်းကိုမနစ်သက်ဘူး ပြီးတော့မင်းကို तू မကြိုက်ရခြင်းအကြောင်းရင်းကလည်းကြိုးကြောင်းမစီလျော်ဘူး။ဒါပေမဲ့ဒီနေရာမှာ तू နဲ့ဆွေးနွေးတဲ့ဆက်ဆံရေးရှိအောင်၊နှွေးထွေးတဲ့ဆက်ဆံရေးရှိအောင်လုပ်ဖို့မင်းအတွက်မလိုအပ်ဘူး။ဒါကမှန်ပုံရပါတယ်။ဒါပေမဲ့အဲ့လူကကျွန်တော်အထက်အရာရှိလေမဟုတ်ဘူးလား။ကျွန်တော်ဓာတ်ရိုက်ကြီးကျက်အုပ်ချုပ်သူကရှောင်းဖဲရှောင်းဖဲလုပ်နေကျွန်တော်ဘာလုံးမှပြီးမှမှာမဟုတ်တော့ဘူးလေ။အဲ့ဒါကအဲ့ဒလာပြောတဲ့ဘဝရဲ့မှုသားတဲကိုထက်ကြသွားပြန်ပြီကျွန်တော်ကျွန်တော်အလုပ်ကိုမလုပ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်အထက်ရာရှိကရှောင်းဖဲရှောင်းဖဲလုံနေလို့ဆိုတာမျိုးဖြစ်သွားပြီလေကျွန်တော်အလုံမပြီးတာအထက်လူကြီးရဲ့အမှားပဲလို့ဆိုတဲ့စင်ကြီးတဲ့ရောက်သွားပြီအဲ့လိုမျိုးပြောတဲ့လူတယောက်ဟာအထက်လူကြီးရဲ့တရှိမှုကိုသူ့အလုံမပြီးမြောက်ခြင်းရဲ့စင်ကြီးတစ်ခုဖြစ်သုံးပြနေတာပဲရှက်သွေးဖြန်းပြီးမျက်နှာရဲလာမှကိုကြောက်တဲ့ကောင်မလေးလိုပဲတကယ်တမ်းမှာတော့စိုးသွမ်းတဲ့အထက်လူကြီးတယောက်ကိုမင်းအလိုရှိနေတာပဲဘာကြောင့်လဲဆိုတော့အဲ့ဒါမှသာ ဒီအထက်လူကြီးမရှိခဲ့ရင်ငါအလုပ်တွေပိုပြီးပြီးမြောက်မှာပဲဆိုတဲ့စင်ကြီးကိုမင်းပေးလို့ရမှာမို့လို့ပဲမဟုတ်ဘူးကျွန်တော်နဲ့ကျွန်တော်အထက်အရာရှိရဲ့ဆက်ဆံရေးအခြေအနေကိုခင်ဗျားမသိပါဘူးခင်ဗျားအဲ့ဒါလိုထင်ရမြင်ရတွေကိုမှန်းစပြောနေရအောင်ရက်စေခြင်းနဲ့ဒါဟာအဒလာစိတ်ပညာရဲ့အခြေခံသဘောတရားတွေနဲ့သက်ဆိုင်တဲ့ဆွေးနွေးချက်ဖြစ်တယ်။မင်းစိတ်ဆိုဒေါသထွက်နေရင်ဘာအတိမှယူလို့ရမှာမဟုတ်ဘူး။ငါမှအဲ့ဒီအထက်လူကြီးရှိနေလို့ငါအလုတ်ကောင်းကောင်းမလုပ်နိုင်ဘူးလို့မင်းထင်နေတယ်။အဲ့ဒါက အကြောင်းကြောင့်အကျိုးဖြစ်လာရတယ်လို့ပုံချတဲ့အယူပဲဒါပေမဲ့တကယ်တမ်းမှာတော့ငါအလုံးမလုံးချင်ဘူးဒါကြောင့်စိုးသွမ်းတဲ့အထက်လူကြီးတယောက်ကိုငါဖန်တီးလိုက်မယ်ဒါမှမဟုတ်ငါရဲ့စွမ်းဆောင်ရည်မပြည့်ဝမှုကိုငါလက်မခံချင်ဘူးဒါကြောင့်စိုးသွမ်းတဲ့အထက်လူကြီးတယောက်ကိုငါဖန်တီးလိုက်မယ်ဆိုတာမျိုးမင်းလုပ်နေတာပဲအမှန်တော့မင်းဟာအကျိုးအတွက်ဖန်တီးလိုက်တော့အကြောင်းရှုထောင့်ကနေကြီးတဲ့နဲအော်ဒါကတော့ခမရဲ့အကျိုးအတွက်ဖန်တီးလိုက်တော့အကြောင်းဆိုတဲ့ဘောင်ထဲကိုထည့်လိုက်တာပဲ ဒါပေမဲ့ကျွန်တော်ကိစ္စမှာတော့အဲ့ဒါလိုမျိုးမဟုတ်ဘူးဆိုတော့မင်းတာဝန်ခွဲခြားမှုကိုလုပ်ပြီးပြီဆိုကြပါစို့အဲ့ဒါဆိုဘလို့ဖြစ်သွားမလဲတနည်းပြောရရင်မင်းရဲ့အထက်အရာရှိကသူ့ရဲ့ကြောင်းကျိုးမစီလျော်တဲ့ဒေါသကိုမင်းပေါ်ဘလို့ပဲပုံချနေသည်ဖြစ်ပါစေအဲ့ဒါကမင်းရဲ့အလုပ်မဟုတ်ဘူးကြောင်းကျိုးမစီလျော်တဲ့စိတ်ခံစားချက်တွေဟာမင်းအထက်အရာရှိကိုယ်တိုင်ကင်တွယ်ဖြေရှင်းရမယ့်သူ့ပြဿနာတွေပဲမင်းသူနဲ့အဆင်ပြေအောင်လိုက်နေပေးဖို့မလိုအပ်ဘူးသူ့ကိုလိုက်ခါရနေစရာလည်းမလိုဘူးမင်းစဉ်းစားတဲ့နာက ငါလှုပ်တင်တာကငါကိုပိုင်ဘွားမှာငါကိုပိုင်လှုပ်တွေကိုမှုသားမပါပဲရင်ဆိုင်တင်တယ်ဆိုတာပဲอืมဒါပေမဲ့အဲ့ဒါကငါတို့အားလုံးကလူလူချင်းဆက်ဆံရေးမှာနာကျင်ခံစားနေရတာကြီးပဲမိဘနဲ့ဆက်ဆံရေးဖြစ်ကောင်းဖြစ်မယ်အကိုကြီးနဲ့ဆက်ဆံရေးဖြစ်ကောင်းဖြစ်မယ်အလုံးမှာကြုံတွေ့ရတဲ့လူမှုဆက်ဆံရေးဖြစ်ခြင်းဖြစ်မယ်အရင်တစ်ခါတုန်းကမင်းကိုတိကျတဲ့လှုပ်ရှားအဆင့်တွေပြောပြပါလို့မင်းပြောခဲ့တယ်အခုငါပြောမယ်ပထမဆင့်ကလူတယောက်ဟာ ဒါဘသူအလုပ်လဲဆိုတဲ့မေးခွန်းကိုမေးတင်တယ်။ပြီးတော့တာဝန်ခွဲခြားခြင်းကိုလုပ်ရမယ်။ဒုတိယရဲ့ကိုပိုင်အလုပ်တာဝန်ကဘယ်နေရာအထိရှိတယ်လဲဆိုတာကိုခေါင်းအေးအေးနဲ့အသေးစိတ်ခွဲခြားရမယ်။ပြီးတော့ဘယ်နေရာကစပြီးအဲ့ဒါဟာအခြားသူရဲ့အလုပ်တာဝန်ဖြစ်သွားတယ်လဲဆိုတာကိုဆုံးဖြတ်ခွဲခြားရမယ်။ပြီးတော့အခြားသူတွေရဲ့အလုပ်မှာဝင်မရှုံးနဲ့။ဒါမှမဟုတ်မင်းရဲ့အလုပ်တွေမှာလည်းဘယ်တယောက်သောသူကိုမှဝင်မရှုံးစေနဲ့။ဒါဟာအဒလာစိတ်ပညာရဲ့ တိကျပြီးတော်လန်ရေးဆန်နဲ့တမှုထူးခြားတဲ့ရှုမြင်ပုံပဲပြီးတော့အဲ့ဒီအထဲမှာလူတယောက်ရဲ့လူလူချင်းဆက်ဆံရေးပြဿနာတွေကိုပြောင်းလဲပြေလည်သွားစေတဲ့အလားအလာတွေလည်းပါရှိနေတယ်ဟာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကလွတ်လပ်မှုအကြောင်းဖြစ်တယ်လို့ခင်ဗျားဘာကြောင့်ပြောခဲ့သလဲဆိုတာကိုကျွန်တော်နားလည်စားပြုလာပြီအမှန်ပဲငါတို့အခုလွတ်လပ်မှုအကြောင်းပြောဖို့စူးစမ်းနေကြတာလေဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခေတ္တခဏရှင်းနာလိုက်ပြရစီနော် ။နောက်ဆက်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။